အားလုံးပဲမင်္ဂလာပါဗုဒ္ဓဘာသာနိုင်ငံလို့ပြောလိုက်တာနဲ့ဒါထေရဝါဒနိုင်ငံတွေထဲမှာမြန်မာနိုင်ငံကဒါနံပါတ်1ဆိုတော့အဆင့်ကိုပေါ့နော်ဒါလူတိုင်းသိကြရပါတယ်နော်ဒါပေမဲ့ဒါလွန်ခဲ့တဲ့နှစ်ပေါင်း1000လောက်ကဆိုတော့ဒီတိုင်းမို့သေးပေါ့နော်ဘာလို့ဆိုလွန်ခဲ့တဲ့နှစ်ပေါင်း1000လောက်မှာအဲတီးလင်္ကာနိုင်ငံပေါ့နော်တီးလင်္ကာနိုင်ငံမှာဒါရဟန္တာဆရာတော်တွေအဲပိဋကတ်သုံးပုံဆောင်ရဟန္တာတွေပေါ့နော်ရဟန္တာတွေဒီအများကြီးရှိခဲ့တယ်အဲအဲ့ဒီအဲ့ဒီကနေကျွန်တော်တို့ မြန်မာနိုင်ငံပကံကနေပြီးတော့ဒါပင်လယ်ခီးသွားပြီးတော့ဗောနော်ဒီစာပေတင်ယူခဲ့ကြရတယ်ဗောနော်တင်ယူခဲ့ကြပြီးတော့ဒီပကံနိုင်ငံမှာပြန်ပြီးပို့ချကြရတယ်ဒီလိုကနေကျွန်တော်တို့မြန်မာနိုင်ငံမှာဒါပြိတ္တကစာပေထွန်းကားလာပြီဗောနော်အဲဒါမဲ့ဒီအချိန်မှာကျတော့ဘယ်လိုပြက်လာလဲဆိုတော့နှစ်ပေါင်းထောင်ကျော်တဲ့အခါမှာကျွန်တော်တို့ကဒီမြန်မာနိုင်ငံကပြိတ္တကသုံးပုံဆောင်နေအဲစာရက်ပေးတဲ့ဆရာတော်တွေရဟန္တာဆရာတော်ကြီးတွေဒါလိုမျိုးတွေရှိလာတယ်ဗောနော် ဘလို့နေသားမှာဒီသီးလင်္ကာနိုင်ငံမှာကျတော့ပြောင်းပြန်ဖြစ်သွားပြီပေါ့နော်ဒီပေကသုံးမုံဆောင်ဆိုတာကဒါအဲဒုစီမှာစိတ်ကူးရှင်လို့မရတော့တဲ့နေသားဖြစ်သွားတယ်အဲ့တော့ထိုင်းလို့ကမ္ဘောဒီးယားလို့ဆိုတာပိုဆိုးပဲပေါ့နော်ဘာလို့ဆိုထိုင်းနိုင်ငံထိုင်းမှာဆိုရင်ဒါအဲစာပေနဲ့ပတ်သက်တာကိုသူတို့မလောက်ကြတော့ဘဲနဲ့ဆေးပေါက်တာတို့ဂိုင်းဝင်တာတို့ပေါ့နော်ဒီအထက်လန်းအောက်လန်းနေဒါမျိုးတွေပဲလောက်ကြတယ်အဲကမ္ဘောဒီးယားနိုင်ငံကလည်းဒါသူ့အကြောင်းနဲ့သူပေါ့နော်သူ့အကြောင်းနဲ့သူဆိုတာဘယ်လိုလဲဆိုတော့ ကမ္ဘောဒီးယားနိုင်ငံကဒါကိုလိုနီခေတ်မှာလဲဒါတော်တော်ကြာကြာပေါ့နော်နေခဲ့ရသေးတယ်ပြင်သစ်အောက်မှာပေါ့နော်အဲ့ဒါပြီးတော့သူတို့အဆိုးဆုံးကတော့ဒါခမာနီတွေလက်ထက်ပေါ့နော်ခမာနီတွေလက်ထက်ကွန်မြူနတီဖြစ်တဲ့အတွက်ခမာနီတွေကဒါအဲဖုန်းကြီးပညာတဲ့ဖုန်းကြီးမှန်သမျှကလဲသမားဖြစ်ရမယ်ပြီးတော့ပညာတဲ့ဆရာဆရာမှအကုန်လဲသမားဖြစ်ရမယ်အင်ဂျင်နီယာလည်းလဲသမားဖြစ်ရမယ်တထေးတွေပေါ့နော်မျိုးကတထေးတွေလည်းလဲသမားဖြစ်ရမယ်ဆိုတော့ဒါမူဝါဒတွေနဲ့ အကုန်လုံးကိုလဲတဲ့ပို့တာဗောနော်ဘုန်းကြီးဆိုလဲတာလူချုပ်ပြီးလဲတဲ့ပို့ခဲ့တယ်အဲတချို့ကြောင့်လဲတာအသက်ခံရတာဗောနော်ဒီလိုမျိုးတွေဟိုအကုန်ပြောင်းရှင်းခံလိုက်ရတာဆိုတော့ကြောင့်ဒီကမ္ဘောဒီးယားနိုင်ငံကအကုန်လုံးကိုသူတက်ကပြန်စတဲ့နေသားဗောနော်အဲဒီလိုနေသားမှာဒါမြန်မာနိုင်ငံကိုလာပြီးတော့မှဒီတက်ကသုံးပုံနဲ့ပတ်သက်လို့ရင်ဒါမြန်မာနိုင်ငံကိုသူတို့ဒါလာလာရောက်ပြီးတော့တင်ကြရပေါ့နော်တင်ယူပြီးတော့အခုမှဆိုရင်ဘလို့ဖြစ်လာလဲဆိုတော့ဒါ နော်ရရှင်အဘယလင်္ကာရပေါ့နော်လက်ဟိုမှော်ပြီးဓမ္မဝိရာပေါ့နော်ရှင်အဘယလင်္ကာရရဲ့ဒါကျောင်းတိုက်မှာကမ္ဘောဒီးယားအရဟန်းတန်ကခုနှစ်ပါးအမအလင်အလင်္ကာရပွဲရတယ်ပေါ့နော်အဲနောက်တစ်ခုရှိတာကဒီပါမိုးပွဲပေါ့နော်ကျွန်တော်လေ့လာကြည့်တော့ပိရကတ်သုံးပုံတည်းမှာပေါ့နော်ဒီပွဲကိုရလို့ရင်ဒီဝီနီပိရကတ်ဝီနီပိရကတ်အကုန် ဝီနီငါးချမ်းပေါ့နော်ဝီနီငါးချမ်းအကုန်တင်ယူပြီးသားဖြစ်တယ်ပေါ့နော်အဲပြီးတော့ကျတော့အဲတုတ်တံပြီးတဲ့ကတည်းကအင်ကုတ်အင်ကုတ်တို့ဆက်တဲ့ချမ်းပေါ့နော်အင်ကုတ်တို့ဆက်တဲ့ချမ်းပြီးတော့နောက်ထပ်ကဓမ္မဓမ္မပရအဋ္ဌခရာပေါ့နော်အဲ့တော့တော်တော်ကြီးို့ဒါမြင်းတဲ့အတန်းပေါ့နော်အဲဒီထဲမှာပြတာကတော့ဒီအလင်္ကာရပွဲဆိုတာကဒါဓမ္မသီရပွဲနဲ့က level 2လောက်ပေါ့နော် level 2လောက်ဖြစ်တယ်လို့သူသူကတော့ပြောထားတယ်ပေါ့နော် เนาะအဲ့လိုဖွဲ့ရပြီးတော့ဒီကမ္ဘောဒီးယားမှာပြန်ပြီးတော့စာဝါတွေပို့ချနေကြတယ်။တင်ယူတင်ယူပို့ချနေကြရပေါ့เนาะဒါပြီးတော့ကြတော့ဒီအဲလူတက်ဆောင်ဝေးဝဲလို့ကျွန်တော်တို့နာမည်ကြီးတဲ့လက်ဒီစီကတော့ကိုယ်တိုင်ပေါ့เนาะလက်ဒီစီကတော့ကိုယ်တိုင်ဒါလူတက်ဆောင်ဝေးဝဲလို့ဒါသူကပြောခဲ့တဲ့ဒါအပိယွန်တာပွဲပေါ့နော်အပိယွန်တာစာမေးပွဲမှာဒီစံပွဲမှာသူကမ္ဘောဒီးယားဥစဉ်တပါးပေါ့နော်အဲလက်ရှိမှာတင်ယူနေတယ်ပေါ့နော်ဒါ အောင်တော့မအောင်မြင်သေးဘူးတင်ယူနေတယ်အဲ့တော့ဒါတော်လေးဝမ်းသာစရာကိစ္စပေါ့နော်ဘာလို့ဆိုရင်ဒါကျွန်တော်ဒီစာမေးပွဲကအဲတချို့ကပြောကြရပေါ့နော်ဒီစာမေးပွဲဒီအပြင်သားစာမေးပွဲတချို့ကတိပိကစာစာမေးပွဲနဲ့အဲအတူလောက်ပေါ့နော်အတူလောက်ရှိတယ်ပေါ့နော် level တူလောက်ခတ်တယ်တိပိကတိပိကအတိုင်းပဲပေါ့နော်ဒီဆောင်ဝဲဒီဘွဲကိုရလာရင်အဲအဲ့လိုမျိုးလေပြောတာတွေ့တယ် ဒီဆောင်ဝဲထူးခြားချက်ပါနော်ထူးခြားချက်ကတော့ဒါဟိုအမစိုးရင်တိုက်တဲ့မစိုးရင်တိုက်ဟောင်းရေပေါ့နော်ဒီအကြောင်းတိုက်တယ်ကဒီသူတို့ရဲ့နာယကပေါ့နော်စာချနာယကသူတို့ရဲ့စာချနာယကကိုဒီဘွဲရမှာပဲသူတို့အတိမတ်ပြုတ်တယ်ပေါ့နော်တခြားဘွဲတွေကိုသူတို့ဟိုလုံးဝအတိမတ်မပြုတ်ဘူးဆိုတော့ဟာမျိုးတွေ့ရတယ်ဒီဘွဲဆိုတာဒီအပြိယန္တဘွဲပေါ့နော်အပြိယန္တဘွဲရမှာသူတို့စာချနာယကဖြစ်အတိမတ်ပြုတ်တယ် ီမစိုးရင်ကြောင်းတိုက်တွေမှာဗောနော်အဲတိပိရကောတော့မှသူတို့အသိမဲ့မပြူဘူးဗောနော်အဲတော့ဒီလူသက်စာမွေးပွဲလို့ခေါ်တဲ့အာပြွန်သားစာမွေးပွဲကိုကျွန်တော်တို့အဲခံမှန်းကြည့်လို့ရပြီဗောနော်အဲ့လိုအဲ့လိုစာမွေးပွဲမှာဒါကမ္ဘောဒီးယားဥစဉ်တပါဒါတင်ယူနေဗောနော်အောင်းနမအောင်မြင်သေးဘူးအဲတကယ်လို့အောင်းမြင်လာပြီဆိုရင်လည်းဒါသူတို့နိုင်ငံမှာပရိယတိတာနဲ့ပတ်သက်ပြီးတော့လုံးဝထိတ်တန့်ဖြစ်ပြီလို့ကျွန်တော်တို့ပြောလို့ရတယ် အာလင်္ကာရဘွဲရကမ္ဘောဒီးယားဖုံးကြီးပေါ့နော်ဒီခုနှစ်ပါးဆိုတွေ့တယ်ပေါ့နော်အဲ့မှာရှင်အကမဟာဝိရာလင်္ကာယရှင်ညာနာဝန္တာလင်္ကာယရှင်ကောတလဇာတာလင်္ကာယရှင်ဗုဒ္ဓကလင်္ကာယရှင်နေမိတဟာလင်္ကာယရှင်ဇောတဝိဝီရိယလင်္ကာရရှင်တတမုနိလင်္ကာယဟိုနည်းနည်းတော့ဖတ်ရတာတော့ခက်တယ် ပရိယတိပညာရေးမှာမြန်မာနိုင်ငံဟိုတာဆက်ခံမဲ့နိုင်ငံတစ်ခုပေါ့နော်။ဘာလို့လဲဆိုတော့ဒါရှင်အဘယလင်္ကာရဟောတဲ့တရားတော်မှာကျွန်တော်နားလိုက်ရဘူးတယ်ပေါ့နော်။ဘာလို့လဲဆိုတော့သူကဒီမြန်မာရထိုင်းရဲ့ကမ္ဘောဒီးယားတွေကိုသူကအသုံးသက်ပြရတာကဒီမြန်မာကပေါ့နော်။ဒီတကားတကားမတွေကကြတော့ဒီနှကိုးွယ်တာတွေအဲတခြားပေါ့နော်ဘိုးတော်တွေကိုးွယ်တာတွေအဲ့ဒါတွေများတယ်ပေါ့နော်။ အဲကြောင့်ဒီဘုရားဘုရားဘာသာရရင်တော့အတန်မှုပေါ့ဒါပေမဲ့တခုရှိတာကဒီတန်ဃာတော်ဒီဘက်မှာကျတော့ပရိယတိမှာကျတော့ဒီမှာထိတ်တန်းမှာရောက်တယ်ပေါ့နော်ပြီးတော့ဒီထိုင်းမှာထိုင်းကိုသူဆရာတော်ကဘယ်လိုပြောလဲဆိုထိုင်းနိုင်ငံကကျတော့တခါတခါမှတွေရောဒီတန်ဃာတော်တွေရောပေါ့နော်ဒီစာပေဘက်ကိုလုံးဝဦးစားမပေးတော့ဘူးအဲသူတို့ကကျတော့ဒီဝိဇာလိုင်းတွေတော့အဲတက်လိုင်းနှက်လိုင်းပေါ့နော်ပြီးတော့ဒီခိုင်းဝင်တာတွေဆေးပေါက်တာဒါမျိုးတွေပေါ့နော် ါပေမဲ့သူကကမ္ဘောဒီးယားကိုကြောက်သူကကောင်းမြင်တယ်။အဲဘယ်လိုလဲဆိုတော့ဒီကမ္ဘောဒီးယားနိုင်ငံကကြတော့ဒီတခါတခါမတွေကိုယ်တိုင်ကလည်းဒီနှကူးဝယ်တာတွေအဲ့လိုမျိုးမရှိဘူးပေါ့နော်နဲတယ်ပေါ့မရှိသလောက်နဲတယ်။အဲပြီးတော့ဒီကမ္ဘောဒီးယားရဟန်းတန်ကတွေကလည်းဒီအဲ့ကိစ္စတွေမှာမရှိသလောက်နဲတယ်။အဲပြီးတော့ဒီမြန်မာနိုင်ငံကိုလာပြီးတော့မှဒါအခုစနစ်တကျတင်ယူလေ့လာနေရတယ်ပေါ့နော်။ ဲ့တော့နောက်တစ်ချိန်မှာဒါဆရာတော်ကတော့တုံ့တက်တာပဲဗောနော်နောက်တစ်ချိန်မှာကမ္ဘောဒီးယားကလုံးဝတန်ရှင်းစင်ကြယ်တဲ့ဒီဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ရင်တန်ရှင်းစင်ကြယ်တဲ့နိုင်ငံတစ်ခုပေါ့နော်ထိတ်တန်းကိုရောက်မယ်လို့အဲဆရာတော်ကတော့အဲ့လိုမျိုးမှတ်ချက်ချတာကိုကျွန်တော်အာနာဘူးတယ်ဗောနော်တရားတစ်ခုမှာအဲမြန်မာနိုင်ငံကတော့ဆရာတော်ကတော့သူတို့ဖြင့်ဒီ net တွေကိုးဝယ်တာတွေကိုသူအားမရဘူးဗောနော်လက်ရှိပညာရေးလက်ရှိပိရိကတ်နဲ့ပတ်သက်လို့ရင်တော့အားရရဆိုမြင့် နကိုဝယ်တိုင်းပါရရှိတာတော့တို့ဘူးပေါ့နော်ဆရာတော်ကတော့အဲ့လိုမျိုးမိတ်ခဲ့တယ်။ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်အနေနဲ့ကတော့အဲနကိုဝယ်မှုတွေမရှိတဲ့ဒီတဘာဝလုံယုံကြည်မှုတွေမရှိတဲ့ပေါ့နော်အဲဖရာဟောတရားတော်စစ်စစ်ပေါ့နော်ပြီးတဲ့ကစစ်စစ်ကိုကျွန်တော်ထုံးကားစေချင်ပါတယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးသွားတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။